ရုရှားသမ္မတပူတင်ရဲ့လက်ယုံတစုလိုအာကိုအားထားပြုရတဲ့စာဂေးလက်ဘရော့ပဲရောက်နေတာလေစာဂေးလက်ဘရော့ဟာတင့်တော်တဲ့အချိန်မှာတော့ပြန်ပေါ်လာပါလိမ့်မယ်လို့ပူတင်ရဲ့ပြောရေးဆိုခွင့်ရှိသူဒီမီထရီဘက်စကော့ကဆိုပါတယ်ဒါမှစာဂေးလက်ဘရော့ပဲရောက်နေတာလဲဆိုတာလဲတကယ့်ကိုဗဟေလိစံပွဲကောင်းပါလိမ့်ကမ္ဘာနိုင်ငံရေးဇက်ခုံမှာနှစ်ပေါင်းများစွာအတုံးတော့ခံနေတဲ့သူတယောက်ဟာခုတော့အာနာရှင်နဲ့ထိတ်တဲတွေ့ပြီးပျောက်ကွယ်နေပြီဖြစ်ပါတယ် လွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်2004ခုနှစ်ကတည်းကနိုင်ငံသားရေးဝန်ကြီးဖြစ်ခဲ့သူအသက်85နှစ်အရွယ်စာဂီလက်ဘရဟာတမရပူတင်ရဲ့အငြင်းကြီးဆုံးမဟာမိတ်များထဲမှတိုးဖြစ်ပါတယ်။ဆယ်စုနှစ်နှစ်ခုကျော်ကြာအောင်ရုရှားရဲ့ထိပ်တန်းတနမန်ဖြစ်ကမ္ဘာတဝန်းမှာရုရှားစိုးရအောင်ကိုစားပြုပြီးလုပ်ကံခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့သူ့ကိုနောက်ဆုံးတွေ့ခဲ့တာကအခုဆိုရင်လွန်ခဲ့တဲ့အုံပတ်နှိမ့်ရပြောရင် အောက်တိုဘာလနောက်ဆုံးပတ်ဒီမှာပဲတွေ့ခဲ့ရပါတယ်ခုချိန်ထိပျောက်ဆုံးနေပြီဖြစ်ပါတယ်ပူတင်ရဲ့အမျက်ဒေါသခံရပြီလားသုံးသပ်မှုတွေထွက်နေပါတယ်သတိပေးဖော်ပြချက်များစွာလည်းရှိပါတယ်ဒီကရတဲ့မကပူတင်ကနျူကလ িয়ার လက်နက်စမ်းသမှုပြန်စားဖို့စစ်တပ်ကိုအမိန်ပေးတဲ့ရေးပါတဲ့လုံခြုံရေးကောင်စီစီးပွားတဲ့ဆက်ကစ်လက်ရောမရှိပါဘူးဒီပြုတ်ကမှုကိုရုရှားဆွေကမသိကြအောင်ဆောင်နေပါတယ ရုရှားသတင်းစာကတော့သဘောတူညီချက်အရာပြတ်ကွက်ပါတယ်ဆိုပြီးတော့ဖာထီရေးတာပါလေပြီးကြတဲ့လားကွာလာလမ်ပူးမှာကျင်းပတဲ့အာဆီယံအစည်းအဝေးကိုလည်းလုံးဝမတက်ပါဘူးတောင်အာဖရိကမှာကျင်းပတဲ့ G20 ထိပ်သီးအစည်းအဝေးမှာလည်းစာကြေးလက်ရော့ပေါ်လာခြင်းမရှိပါဘူးအဲ့ဒီခါကျမှစာကြေးလက်ရော့ပျောက်ဆုံးနေတာဟာပုံမှန်မဟုတ်ဘူးဆိုတာအလုံးကသိသွားတာပါကမ္ဘာလုံးဆိုင်ရာအစည်းအဝေးတွေကိုစာကြေးလက်ရော့ဟာပုံမှန်တက်လိမ့်ရှိပြီး ပြီးခဲ့တဲ့၃နှစ်တာလုံး G20 ညီလာခံကိုရုရှားကိုလည်းဖြစ်ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။စာပြေတော့ဖြားနာနေတာလား။ဒါမှမဟုတ်ပုံမဆိုးရတဲ့ချိန်တွေမှာ စစ်ဆေးခံနေရတာလား။တမားပူတင်ရဲ့25နှစ်နီးပါးရုရှားကိုအုပ်ချုပ်မှုအတွင်းမှာသူ့ဝေဖန်သူနဲ့ရန်သူအချို့ဟာလှုပ်ဝက်ဆန်ကျစွာပျောက်ဆုံးတည်ဆုံခဲ့ရပါတယ်။တမောပူတင်ဟာအာနာနဲ့ပတ်သက်ရင်ဘလောက်ပင်ရင်းနှီးပါသေး သူ့အနေနဲ့မထားပါဘူးဒါဟာအာနာရဲ့သဘောတဘာဝပဲဖြစ်ပါတယ်စာကေလက်ဘော့ဟာပူတင်ရဲ့အဓိကကြတဲ့မဟာမိတ်တူဖြစ်ပါတယ်ပူတင်ရဲ့ယုံကြည်ကိုးစားခြင်းခံရသူဖြစ်ခြင်းကြင်ကြင်ပြန့်ယူဆခံရသူဖြစ်ပါတယ်ပူတင်ကသူ့နာမှာသူယုံကြည်ရတဲ့သူဆိုလို့၅ဥပ္ပိပါဘူးဒီမီထရီမမီတက်ကနံပါတ်1ဆိုရင်စာကေလက်ဘော့ကနံပါတ်3လို့ပြောလို့ရပါတယ် ဒါပေမဲ့ဒီမီထရီမက်ဗီဒက်ကလူမိုက်တတတာဖြစ်ပြီးတော့ဆာဂေးလက်ဘော့ကတော့ကမ္ဘာကြီးရနေပတ်သက်ပြီးဆုံးဖြတ်တဲ့အတွက်ကြောင့်ပူတင်ရဲ့ယုံကြည်ကိုးစားခြင်းကိုခံရသူလည်းဖြစ်ပါတယ်။ဆာဂေးလက်ဘော့ကိုပူတင်ကမျက်နှာသာမပေးတော့ဘူးဆိုတဲ့သတင်းတွေဟာတွေးဟာဖြစ်စီပါတယ်လို့ရုရှားသမ္မတဟောင်းဗော်ရီဘွန်ဒါရက်ကပြောပါတယ်။ကောလာဟာလာတွေကိုစီစဉ်နိုင်တဲ့အချက်လက်တွေလည်းခုထိမရှိသေးဘူးလို့ဆိုပါတယ်။၂၀၂၂ဖေဖော်ဝါရီမှာပူတင်ဟာယူကရိန်းကိုဝင်ရောက်တိုက်ခိုက်ပြီးနောက် ဆန္ဒပြတဲ့အနေနဲ့ဘွန်ဒါရက်ဟာယာရုကနှုတ်ခတ်ခဲ့ပြီးတရှိဆွစ်ဇာလန်နိုင်ငံမှာနေထိုင်နေပါတယ်။အခုတင်ပတ်မှာဥရောပအာရှမဟာဗျူဟာအသစ်တွေဗဟုဌာနမှာကျင်းပါတယ်။အွန်လိုင်းဆွေးနွေးပွဲမှာလည်းစာဂေးလက်ဘော့ကိုကြိုးကြောင်းစဉ်းကျင်တဲ့သူဖြစ်ရုရှားတနမန်ဟောင်းကဖော်ပြပါတယ်။သူကတတန်းရဲ့ဝတ္တချဝင်ကြီးလို့ပဲ။သူ့မြစ်တွေက ရှေလျားပြီးနှဆိုင်ပါတယ်။နိုင်ငံခြားရေးဝန်ကြီးဆိုတဲ့အနေထားတစ်ခုမှာပူတဲ့သူပါလို့ပြောလို့ရပါတယ်။ ရုရှားရဲ့နိုင်ငံသားကြီးကသူ့ရဲ့ကိုယ်ပိုင်အပိုင်စားနေမြေလို့တွေးထားပုံရပါတယ်။သူ့ကိုဖယ်ရှားဖို့ဆိုတာလုံးဝမပြေကူပါဘူးလို့ပြောပါတယ်။ရုရှားမှာနိုင်ငံသားကြီးဝင်ကြီးတယောက်လုံးပျောက်ဆုံးနေမှုဖြစ်ပေမဲ့အခုချိန်ဒီနိုင်ငံသားကြီးဝင်ကြီးတရားတခြားသူ့ကိုလည်းခန့်အပ်ခြင်းမရှိသေးပါဘူး။ရုရှားဆူရမှာအပြောင်းလဲများမဖြစ်ဘူးတာတော့မဟုတ်ပါဘူး။ပြီးခဲ့တဲ့နှစ်ကပူတင်ဟာ၂၀၁၂ကတည်းကသူ့ရဲ့ရင်းနှီးဆုံးမိတ်ဆွေတွေကတူဦးဖြစ်တဲ့ကာကွယ်ဝင်ကြီးစာလေးရွှန်းကိုယာတို့ကထုတ်ပေးပါတယ်။ ဒါပေမဲ့စာကေးရွှမ်းကအစိုးရအဖွဲ့တွေမှာအစိမ့်မြရသူဆက်လက်ရယူထားဆဲဖြစ်ပါတယ်။စာကေးရွှမ်းကပြောရမယ်ဆိုရင်တော့စာကေးလက်ဘရော့လိုပါပဲ။သူတို့နှစ်ယောက်တော့ပူတင်ရဲ့ဘယ်လည်းရုံးချလည်းရုံးပါ။ယူကရိန်းနဲ့ရုရှားကိုရောက်တဲ့ခါပြီးနောက်ပိုင်းရုရှားနိုင်ငံကြီးဝင်ကြီးစာကေးလက်ဘရော့ပုံရိပ်ဟာနိုင်ငံတကာမှာပို့ပြီးတော့မြင့်တက်လာပါလိမ့်။ကျူးကျော်မှုကြောင့်ရုရှားသမ္မတကိုနောက်နိုင်ငံရဲ့မဟာမိတ်တွေကရှောင်ဖယ်နေတဲ့ကြားမှာတနမန်ရေးရပွဲတွေမှာပယ်ခံတူဖြစ်လာခဲ့ပါတယ်။ ၂၀၂၃မှာလာမှာပြည်ဆိုင်ရာစုမှုခုံရုံး ICC ကပူတင်ကိုဖန်ရံထုတ်ခဲ့တာကြောင့်လဲဆက်ကေးလက်ဘော့ကပူအေးပါလာပါတယ်။ဆရာစုမှုတွေလူမျိုးရောသဖြင့်မှုနဲ့လူသားမျိုးနဲ့ပေါ်ကျူးလွန်တဲ့ရာစုမှုတွေနဲ့ ICC ကပူတင်ကိုဖန်ရံထုတ်ထားတဲ့အတွက်သူခီးသွားလာမှုကိုတိတိကန့်သက်ခံရပါတယ်။ဆက်ကေးလက်ဘော့ကပူတင်လောက်မဲ့နေရာတွေကိုအဓိကစားထုတ်ဝင်ရောက်လာပါတယ်။ရုရှားနိုင်ငံရေးဆိုင်ရာကျွမ်းကျင်သူနဲ့ NDS တီမှာကြီးတဲ့ပညာရှင်နီကိုလိုက်ဘက်ထရော့ကဆက်ကေးလက်ဘော့ဟာ ပူတင်ရဲ့ရန်ကိုအရေးချင်းရှိတဲ့မဟာမိတ်အုပ်ဖြစ်ကြောင်းသက်သေပြခဲ့တယ်ဆိုပါတယ်။ဆာဗီယန်နဘရဟာရုရှားနိုင်ငံရေးထိပ်တန်းအလွန်မှာအရေးပါသူတူဖြစ်ပေမဲ့သူကိုယ်တိုင်ဆုံးဖြတ်ချက်ချသူမဟုတ်ပဲပူတင်ရဲ့ဆုံးဖြတ်ချက်တွေကိုအကောင့်ထဲပေါ်သူအနေနဲ့တော့အရေးပါပါတယ်လို့ဆိုပါတယ်။သမရကစာဂေလဘော့ကိုဘေးဖက်တဲ့သောတရင်းနဲ့ပတ်သက်ပြီးလောကမှာရဲ့ကြောင်ပူတင်ရဲ့ပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စကော့ကဆိုပါတယ်။ဒါမဲ့စာဂေလဘော့ကတော့ဆက်လက်ပြောင်းနေစေဖြစ်ပါတယ်။ စာကေလဘရဟာခေါင်းဆောင်ကြီးပြောတာကိုဘလောက်ပင် ဖြစ်ပါစေလို့ဆောင်းမှာဖြစ်ပါတယ်။ဒီပြဿနာကဘယ်တော့ကစလဲဆိုတော့ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမှာဂိုရီဘီဟိုတို့အောက်တိုဘာ20မှာတယ်လီဖုန်းနဲ့ပြောဆိုရကနေစခဲ့တယ်လို့ယူဆရမှာပါ။ဒီပြောဆိုမှုကိုပြည်ထောင် financial တန်းစားကတင်းပေါမှုတွေရှိခဲ့တယ်ဆိုပါလေ။ဒီမတိုင်မီလေးရက်လို့မှာမေဂါတမလာထရန့်ကယူကရိန်းစစ်ပေါ်ရဆိုင်ရေးအတွက် ဟန်ဂေရီမှာပူတင်နဲ့ကိုရိုင်းတွဲဆုံဆွေးနွေးဖို့ဖြစ်စဉ်နေခဲ့ပါတယ်။ဒါပေမဲ့မာကိုရီယိုနဲ့စာကိတက်ဘောတို့ဖုန်းပြောပြီးမှထရန်ကသူ့သဘောထားကိုပြောင်းလဲခဲ့ပြီးဒီတွဲဆုံကြီးအချိန်ဖြောင်းရောက်တယ်လို့ပြောပါတယ်။စာကိလက်ဘောကမာကိုရီကိုဘာတွေပြောလိုက်တာလဲ။စာကိလဘောကဒီကိစ္စနဲ့ပတ်သက်ပြီးဒီကိစ္စကံတွေကိုလည်းပတ်သက်ပြီးပြစ်ပေးခံရခြင်းဖြစ်နိုင်ပါတယ်။ထို့သည်ပူတင်နဲ့ထရန်တို့ရှာရှာပါပါလူကိုယ်တိုင်တွေ့မဲ့အစီအစဉ်ကိုပြပြသွားစေခြင်းကြောင့်ဖြစ်နိုင်ကြောင်းသုံးသပ်ချက်ထွက်ပေါ်နေပါတယ်။ ရရှာနိုင်ငံရဲ့ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမာရီယာဇာခါရိုဘာကဖိုင်နန်ရှယ်တိုင်းတင်ကိုဒါဟာစိတ်ကူးရဲ့ဇလန်ပါလို့ပြောပါတယ်။ဒါပူတင်နဲ့ထရန်လိုတွဲဆောင်မဲ့စီစဉ်ကိုအလင်းမြဖြစ်သိမ်းပြီးဟာရရှာနိုင်ငံရဲ့ဝန်ကြီးဌာနနဲ့သမ္မတယုံကြားလူသိရှင်ကြားသဘောထားကွဲမှုကိုဖော်ပြတဲ့အတွက်အရေးပါတယ်လို့ရရှာနိုင်ငံရဲ့ကျွမ်းကျင်သူတွေကပြောပါတယ်။ဆာဂေလက်ဘရော့ပျောက်ဆုံးမှုကိုဆွေးနွေးတဲ့အခါပူတင်ရဲ့မျက်နှာသာပေးမှုမရတော့ဘူးလို့ပြောရခြင်းရဲ့အဓိကအကြောင်းရင်းဖြစ်နိုင်တယ်လို့ပြောနိုင်ပါတယ်။ နိုင်ငံသားဝင်ကြီးပျောက်ဆုံးနေတဲ့အတွက်ဖြစ်နိုင်ခြင်းရှိဆုံးအကြောင်းအရာကဖျားနာခြင်းဖြစ်နိုင်ကြောင်းဖြစ်ဆွတ်ပြောပါတယ်။ဆိုဗီယက်ယူနီယံခေတ်ကလေးကတန်တမာဖြစ်လာခဲ့တဲ့ဆာဂေးလက်ဘရိုဟာအခုဖုံးပြမှုနဲ့ပတ်သက်ပြီးတော့ကန်တက်ပုံမှားရွေးနိုင်တယ်ဆိုတဲ့ဆွဆွဲမှုတွေတည်နေတဲ့ပတ်သက်ပြီးတော့ဝိုင်းရဲ့တန်တမာချိုးကတော့တန်တရားဖြစ်နေပါတယ်။မဖြစ်လို့လဲဆာဂေးလက်ဘရိုဟာရုရှားအတွက်မှုထံရမှာအန်ဒီအကင်းကိုဆောင်ရွက်နေတဲ့အတွက်အင်တာနယ်မြေကြီးတဲ့ဝိုင်းရဲ့တန်တမာဖြစ်ပါလိမ့်မယ်။ ူကဆိုဗီယက်ခေတ်ကတည်းကခေါင်းဆောင်ကြီးပြောတဲ့အတိုင်းလုပ်ရမယ်ဆိုတာသင်ကြားချင်းခံခဲ့ရတဲ့သူပါပြောပါတယ်။ဒါကသူတစ်သလုံးလုပ်ခဲ့တဲ့အရာပါ။ဥပမာအမေရိကန်နိုင်ငံဂျာယီဝန်ကြီးမကူရီယိုနဲ့သူ့ရဲ့စကားပြောဆိုမှုမှာဆာဂေးလက်ဘရော့ကအမေရိကန်နိုင်ငံကိုစိတ်နှောရှက်ဖြစ်စေပြီးပူတင်ထွန်းတွစ်ဆုံမှုကိုရွှေ့ဆိုင်းမှုဖြစ်စေမယ်စကားလုံးပြောမယ်လို့ကျွန်တော်မထင်ပါဘူးလို့ဆိုပါတယ်။အဲဒီမှာတက္ကသိုလ်မှာဆိုဗီယက်လေးလိုက်ပမောခလူမတ်ကလည်းဖုန်းခေါ်ဆိုမှုတွင်ဆာဂေးလက်ဘရော့ဟာရုရှားဆွေရဲ့ယက်တီဂျမအတွေ့ဖိမှာမဟုတ်ကြောင်းပြောပါတယ်။ ဒါပေမဲ့စွန်းနီးပွဲတွေပြပြသွားတဲ့ကြောင့်အတရားခံရှာရင်တော့သူ့ကိုရှာဖို့ရတယ်လို့ဆိုပါလေ။စာမျိုးလက်ရောရဲ့နောက်ဆုံးလူသိရှင်ကြားမီဒီယာတွေ့ဆုံမှုကအော်တိုဘာလနှောင်းပိုင်းမှာဖြစ်ပါတယ်။အဲ့ဒီချိန်ကစပြီးသူတွေမကြားရတော့ပါဘူး။ရုရှားသတင်းအေဂျင်စီရီယာနိုဗိုစတီကပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာသူနဲ့လူတွေ့မမြင်ငန်းတစ်ခုထုတ်ပြန်ခဲ့ပေမဲ့သူနဲ့တွေ့ဖက်ပါရှိတဲ့နိုင်ငံခြားရေးဝန်ကြီးတပ်ပေါ်ဟာလွန်ခဲ့တဲ့တစ်နှစ်ခန့်ကတပ်ပေါ်မှာတခြားနိုင်ငံပိုင်သတင်းအေဂျင်စီဖြစ်တဲ့တက်စတင်ဌာနကလည်း ဆောင်ဒီလက်ဘော့ပြောကြားချက်ကိုဖော်ပြတဲ့တင်ဒီဘုတ်ဖော်ပြပါတယ်ဒါပေမဲ့ဒီသတင်းမှာမင်းမျက်မှုကိုပဲနေ့မှာပြုလုပ်လဲဆိုတာထုတ်ဖော်ခြင်းမရှိပါဘူးရုရှားနိုင်ငံပိုင်မီဒီယာသတင်းတွေရထူးခြားချက်ကဘယ်အချိန်ဘယ်မှာမှတ်တမ်းနေထားလဲဆိုတာဘယ်တော့မှတိကျမထုတ်ဖော်ဘူးလို့ဆိုပါတယ်ဒါဟာသတင်းစာကြောင့်လက်လွယ်မှုစူးစမ်းမှုတစ်ခုလည်းဖြစ်နိုင်ကြောင်းပြောပါတယ်ပူနေအသွေးအရင်သူတွေရောမိတ်ဆွေတွေရောနှစ်ခုလုံးကိုပျောက်ကွယ်သွားအောင်လှုပ်ဆောင်တတ်သူပါပြောရမယ်ဆိုရင်တော့ပူတင်ဟာသူ့ ြန်လည်ပြီးတော့ပုံကံမှုစ조사ခဲ့တဲ့သူ့ရဲ့မိတ်ဆွေအရင်းအကျုံပြည်ပြည်ကိုရှင်ကိုလိန်ရင်ဘုံခွဲပြီးတပ်လိုက်တော့သူ့ရဲ့အမုန်းတီးဆုံးရန်သူဖြစ်တဲ့နာဗာနီကိုလည်းဟိုးဝေးကြီးကစိုက်ပရက်မှာထောင်ထဲမှာတည်ဆုံးလုပ်ခဲ့တာပုံတင်ပဲဖြစ်ပါတယ်။ဒါကြောင့်ဆာဂေးလက်ဘရော့ကလည်းဒီလိုမျိုးကကြမှာဇုံနဲ့ကြုံအောင်လာတော့မပြောတတ်ပါဘူး။ပူတင်နဲ့ပတ်သက်ပြီးတိရတခုကတော့သူဟာတစ္ဆာစောင့်တင်မှုကိုတိတ်လေးစားတဲ့သူပါလို့ တဏမဟောင်းပေါမောက်ကမက်ကပြောပါလိ။ဒါပေမဲ့စာကေလက်ဘရော့တစ်ခုခုဖြစ်ခဲ့ရင်တော့ပဒင်းပေါက်ကနေပြစ်ချခံရတာမျိုးတော့ဖြစ်မှာမဟုတ်ပါဘူးလို့ထင်ကြောင်းပြောပါလိ။စာကေလက်ဘရော့တယောက်ဘာဖြစ်နေလဲဆိုတာတကဘာလုံးကတော့စိတ်ဝင်စားနေတာပဲဖြစ်ပါလိ။